င်ကိုကင်မရာမရိုင်းနေဘူးเนาะအဲ့ဒီ footage ပဲဖြစ်ဖြစ်ဓာတ်ပုံပဲဖြစ်ဖြစ်တောင်းရင်လေကိုနဲ့မဆိုင်ဘူးဒါဟာတိတ်ပြဿနာမရှိအလုံးမင်္ဂလာပါဒီနေ့တော့ကိုရဲ့ကင်မရာအတွက်အရေးကြီးတဲ့ topic လေးတစ်ခုကိုပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ဒီ laser light ကဒီကင်မရာ sensor ကိုပျက်စီးသွားစေနိုင်သလားဆိုတော့မေးခွန်းဖြစ်ပါတယ်ပထမအဦးဆုံးတည်ထားမယ့်အချက်ကဒီကင်မရာ sensor ကပေါ့နော်လုံးဝကိုအထိခိုက်မခံတဲ့ အလင်းတွေကိုစူးစီးပေးတယ်အလင်းတွေကိုလက်ခံပေးတယ်မျက်နှာပြင်တစ်ခုပေါ့နော်ပုံမှန်အလင်းတွေမဟုတ်ပဲねဒီလေဆာလိုက်ပေါ့ဒီလေဆာလိုက်တွေကပြောရမယ်ဆိုလို့ရှင်တော်တော်လေးကိုစူးတယ်ပြီးလို့ရှင် focus တစ်ခုတည်းကိုပဲ तू ကတွားတယ်ပေါ့နော်လေဆာလိုက်ကိုထိုးလိုက်တယ်ဆိုလို့ရှင် तू က focus တစ်ခုတည်းကိုပဲတနေရာတည်းကိုပဲ तू ကကြာရောက်တယ်ပေါ့အဲ့လိုပုံစံနဲ့လေဆာလိုက်တွေကအလွတ်လွတ်တယ်လေဆာလိုက်တွေကအရန်ကိုတိကျပြီးတော့ focus ကလည်းတနေရာတည်းကိုပဲတွားတယ်အရန်စူးရှာတယ်ပြီးလို့ရှင်အရန်လည်း တောက်တယ်ဗောနော်အဲ့တော့ဒီလေဆာလိုက်ကကင်မရာဆန်ဆာကိုဘလို့ဖြတ်စည်းသွားတာလဲဆိုတဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်လေဆာလိုက်ဒီလေဆာဘီးတွေကဒီ single point တစ်ခုတည်းကိုပဲသူက focus လုပ်တယ် focus လုပ်တဲ့အတွက်ကြောင့်မလို့ကင်မရာဆန်ဆာနဲ့ဓာတ်ရိုက်ကင်မရာဆန်ဆာနဲ့ဒီလေဆာနဲ့ဓာတ်ရိုက်ထိတွေ့တဲ့အခါမှာဒီဆန်ဆာအတွင်းထဲမှာရှိတဲ့ကင်မရာဆန်ဆာရဲ့အတွင်းထဲမှာရှိတဲ့ photo site တွေ photo diode တွေကချစ်ချင်းပေါ့နော် ထိမိလိုက်တဲ့အခါမှာချက်ချင်းအပူများပြီးတော့လောင်ကျွမ်းသွားနိုင်ပါတယ်ကင်မရာဆန်ဆာတွေကဘယ်လိုအလုပ်လုပ်တာလဲ DSLR mirrorless ဒီ cinema camera တွေပေါ့နော်ဒီဆန်ဆာထဲမှာ photo site pixel sensor တွေတန်ပေါင်းများစွာရှိပါတယ် photo site တစ်ခုချင်းစီကအလင်းကိုလက်ခံမယ်ပြီးလို့ရှိရင် photo diode စီကိုပို့မယ် photo diode ကနေတစ်စင်းဒီ electric signal ပြောင်းပေးတယ်အဲ့ဒီပြောင်းပေးတဲ့ signal တွေကို processor နေပြီးတော့ထက်ခါထက်ခါဖတ်တယ်ပေါ့နော်ဖတ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုရိုက်နေတဲ့ဓာတ်ပုံတွေ video တွေကို ကျွန်တော်တို့ကပြန်ပြီးတော့ဖန်တီးပေးတယ်ပေါ့နော်ကင်မရာဆန်ဆာတွေကပုံမှန်အလင်းကိုခံနိုင်ပေမဲ့ပုံမှန်ကျွန်တော်တို့ရိုက်ကူးနေတဲ့အလင်းတွေကိုခံနိုင်ပေမဲ့ဒီပေါ့နော်လေဆာလိုက်ရဲ့အလင်းကိုတော့သူမခံနိုင်ပါဘူးလေဆာရဲ့ဒီပြင်းအားအရန်များတဲ့အတွက်ကြောင့်မလို့နော် focus ဒီကင်မရာဆန်ဆာကိုထိမိတဲ့အခါချက်ချင်းပျက်စီးသွားနိုင်တယ်လို့နည်းနည်းလေးကြာမှလည်းပျက်စီးသွားနိုင်တာရှိပါတယ်ဆန်ဆာဘော့က ဲ့တော့ကျွန်တော်တို့ဒီ sensor ဘောမှာဒီ layer layer တို့ဒီ color filter တို့ဒါမျိုးတွေရှိတယ်ဗောနော် sensor ဘောကဒီ filter ဒီ layer တွေကိုဒီ RGB ပုံစံမျိုးတွေနဲ့ရှိရပါတော့အဲ့တော့ laser light ကဒီ sensor ဘောမှာရှိတဲ့ဒီ RGB ဗောနော် RGB ဒီ layer တွေဗောနော် layer filter layer ဗောပြီးလို့ရှိရင် color layer ဗောအဲ့ဒီ layer တွေကိုသွားပြီးတော့ထိမိတဲ့အခါမှာ RGB light ကနေပြီးတော့ color shift ဖြစ်သွားတယ်ဗောနော်ဒါမျိုးပုံစံနဲ့ဖြတ်စည်းလိုက်တာဗောနော်ဒီ camera ကိုသူကဖြတ်စည်းလိုက်တာ နောက်တစ်ခုကကြတော့ဒီ micro lens layer ပေါ့နော် micro lens layer တွေသူကပျက်စီးသွားတာအဲ့တော့စမ်းသားပေါ်မှာဒီ photo site တစ်ခုချင်းစီအတွက် light focus လုပ်ပေးတဲ့ဒီ lens ကိုနော် micro lens array လေးတွေရှိတယ်ပေါ့နော်အဲ့ဒီ array လေးတွေကိုသွားပြီးထိတဲ့အခါမှာလည်းကင်မရာကပျက်စီးသွားတယ်ပေါ့နော်တော်တော်များများအဲဒါမျိုး micro lens ဒီ array ကိုသွားထိတယ်ဆိုလို့ရှိရင်တော့ depth pixel ဒီ အဲ့ဆန်စားဒီဒီထိမိတဲ့နေရာဓာတ်ပစ်စဲဇုံမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဓာတ်မျိုးဟာတွေကကျွန်တော်တို့ငငယ်တုန်းကလည်းဓာတ်မျိုးတွေလုတ်ခဲ့ဘူးတယ်ပေါ့နော်ဘယ်လိုလုတ်ခဲ့ဘူးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကင်မရာဆန်စာပုံစံမျိုးပဲနော်ဥပမာ lens ပေါ့နော်ဒီခုန micro lens ဆိုလို့ရှိရင် magnifying glass ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော် man blue ဆိုရင်အခုံးအခွက်ရှိမယ်ကျွန်တော်တို့ဒီ light ကိုစုစည်းတယ်ပေါ့အလင်းကိုနေရောင်ကိုကျွန်တော်တို့ man blue ကနေ magnifying glass ကနေပြီးတော့ အလင်းတွေကိုစူစီးတယ်စူစီးပြီးတဲ့အခါမှာဒီဆက်ကူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တ िश ူပဲဖြစ်ဖြစ်ကျွန်တော်တို့ဓာမျိုးမီးလောက်အောင်လုပ်တယ်ပေါ့နော်ဓာမျိုးပုံစံပဲလေဆာလိုက်ကလည်းသူက point တစ်ခုထဲမှာပဲသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီ lens ကနေပြီးတော့ဒီဖြတ်သွားတယ်ဖြတ်သွားတော့အလင်းကစူစီရတော့မလို့တော့ပေါ့နော်ကျွန်တော်တို့ဟိုဟာဆိုလို့ရှိရင်တော့အလင်းတွေကစုနေသေးတယ်လေဆာလိုက်ကကြာမဟုတ်တခါလေးစုပြီးသားဆိုတော့တခါလေး damage ဖြစ်သွားတဲ့အပုံစံမျိုးပေါ့နော် အခြားဒီ light တွေလည်းရှိရပါတော့တခြား light တွေလည်းမီးပြင်းတဲ့ light တွေရှိပါတော့အဲ့ဒီ light တွေကကြတော့မီးပြင်းပြင်းထိုးထားပေမဲ့သူကပြန့်သွားတာပြန့်သွားတော့ကြတော့အလင်းကို absorb လုပ်တယ်ဆန်စားနေပြီးတော့တိတ်ပြီးတော့ပျက်တနာမရှိဘူးပေါ့နော်လေဆာ light ကကြတော့သူက narrow beam ပုံစံမျိုးဖြစ်နေတယ် narrow beam ပုံစံဖြစ်တဲ့အပြင်မှာသူက single point တစ်ခုတည်းဟိုပဲကင်မရာဆန်စာကိုလာထိတဲ့အတွက်ကြောင့်မလို့ထိသွားပြီဆိုတာနဲ့အဲ့ဒါအဲကင်မရာကတော့တခုခုဖြစ်သွားပြီပေါ့နော်အခုချက်ချင်းမဖြစ်ရင်တော့မှ နောက်ပိုင်းကျရင်ကိုယ့်ရဲ့ကင်မရာကတက်ပစ်ဆယ်ကြီးဖြစ်သွားတာမျိုးတို့ဒါမျိုးတွေပေါ့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအများဆုံးဖြစ်တတ်တဲ့နေရာတွေကတော့ဒီ night club တွေပေါ့နော် night club တွေနောက်ပြီးကြတော့ရှင် laser show တွေလည်းရှိတယ်တချို့ကကြတော့ laser show တွေဒီ music concept တွေပေါ့နော်ပြီးလို့ရှင်ကျွန်တော်တို့ဒီ event တွေတချို့ event တွေမှာဆိုလို့ရှင်အဲ့လို DJ ပဲပါတတ်တယ်ပါတတ်တဲ့အခါမှာဒီ laser light တွေထိုးတယ်ပေါ့နော် laser light ကို DJ ရဲ့နောက်ကနေထိုးတာပဲဖြစ်ဖြစ် ဗောနောကိုယ့်ရဲ့ကင်မရာကိုတက်တက်လာတာဗောနောအဲ့ကြလို့ရှိရင်တော့ကိုယ့်ရဲ့ကင်မရာကိုပိတ်ထားလိုက်တာပို့ပြီးတော့ကောင်းတာဗောနောကျွန်တော်တို့ဒီ YouTube မှာဆိုလို့ရှိရင်ဒါမျိုး footage တွေအများကြီးရှိရဗောနောဒါမျိုးရှာကြည့်လို့ရတယ်ဒီ video record လုပ်နေတဲ့အချိန်မှာဒီ တဖရိန်ထဲမှာပဲဒီလေဆာကိုထိပြီးပေါ့နော်နောက်ထပ် frame အကုန်လုံးမှာဒီ vertical red line တွေထွက်လာတာပေါ့နော်ဒါမျိုးပုံစံတွေထွက်လာတဲ့ဟာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါမျိုးဟိုဓာတ်ပစ္စည်းဖြစ်သွားတာမျိုးတို့ red line တွေ vertical line တွေ horizontal line တွေဒါမျိုးတွေပေါ်လာမျိုးတို့ရှိတယ်ပေါ့နော်အဲ့ဒီခါမှာကိုယ့်ရဲ့ကင်မရာကိုကိုကနော်ဒီလိုလေဆာတွေပါလာတဲ့အခါကျလို့ရှိရင်တော့လုံးဝမတုံးနဲ့ပိတ်ထားလိုက်ဒါမှမဟုတ်လို့ရှိရင်လည်း အဲကိုယ့်ရဲ့ lens ကို lens lens cover တတ်ထားလိုက်ပေါ့နော်ခုဒီ cover တွေကိုတခြားတတ်တက်ပြီးတော့မရိုက်ကိုမရိုက်နေတော့ဒါမှမဟုတ်ရှင် lens နဲ့ပိတ်ထားလိုက်ပေါ့လေရတကယ်နဲ့ရုပ်တရက် line နဲ့ lens နဲ့ပိတ်ထားလိုက်ပေါ့ဒါကကိုယ့်ရဲ့ camera ကိုအကောင်းဆုံးကာကွယ်ပေးတာပဲဖြစ်ပါတယ် laser light ကနေပြီးတော့ဒီ camera sensor ကိုဘလို့ဒုက္ခပေးသွားလဲဆိုတဲ့အကြောင်းကိုဒီနေ့ဒီ topic လေးမှာပြောပြပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်